မင်္ဂလာပါရှင်ကွန်ပျူတာကွင်ကွန်ပျူတာတွင်နေ့ဆန္ဒပါကျေစွပါတယ်တချို့တော့ဒီနေ့တက်ပြီးတော့မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ custom number format ကို အသုံးပြုပြီးတော့တချို့တော့ဒီလိုမျိုး task လေးနှစ်ခုကို question ပြသသွားမှာဖြစ်ပါတယ်ပုံမြင်အားဖြည့်ဆိုလို့ရှိရင်တော့ exam မှာတချို့တော့ကဒီလိုမျိုးလေးဖြည့်ရှင်တယ်ဆိုလို့ရှိရင်ကျတော့ဘာလို့ရလဲမသိဘူးဆိုရင်ပေါ့နော် ဒီနိုင်ရင်ကိုကျွန်တော်ကစပေးလေးပုတ်တယ်။ဟုတ်ပြီနော်။စပေးလေးပုတ်လိုက်တယ်။ပြီးရင်တော့ full column လေးချလိုက်တယ်။အန်နာခောက်လိုက်တယ်။ဒီကလေးပေါ့နော်။ပြီးရင်နောက်တစ်ခုလည်းလိုပဲစပေးလေးပုတ်လိုက်တယ်။မိမိလိုချင်တဲ့နေသားလေးရောက်ပြီဆိုရင် full column လေးထည့်လိုက်တယ်။ Okay နောက်တစ်ခုလည်းဒီလိုလေးပဲသွားအောင်မယ်။အဲ့တော့ကျွန်တော်က full column နဲ့ထည့်တယ်လို့သွားတယ်။အဲ့ဆိုရင်အဆင်ပြေပြီလေဦးလေးနော်။ တော့ဒေတာများစွာကိုတချို့တို့ကမြန်ဆန်ဖို့အတွက်ဆိုလို့ရှိရင်သူ့မှာပါတဲ့ tip တွေ trick တွေကိုတချို့တို့ကသိထားမှာပဲအဆင်ပြေမယ်။အဲ့ဒါကျရင်ဒီနေ့မျှဝေမယ့်အကြောင်းအရာလေးကကျတော့ gastron number format ထဲမှာဒီ extra food column ဒါလေးကိုရိုက်ထည့်ခြင်းအားဖြင့်ဒီလိုမျိုးခြေက name နဲ့နောက်က food column လေးနဲ့ကိုခွဲခြားပြီးတော့ဖြစ်သွားပါလိမ့်မယ်နော်။ဒီခြေကတော့ပုံမှန်ကွင်းရဲ့ founder and trainer တော့ Nigel ကလည်းဖြစ်ပါလိမ့်ရှင်။ဒါဆိုရင်ဒီသင်ခန်းစာလေးကိုဆက်ပြီးတော့ကြည့်တတ်ကြရအောင်။အားလုံးဆက်လက်မှတ်ပြီးသားရဲ့နံပါတ်လေးကိုတော့ပါ။ being guest တန်လေးကိုရွေးချယ်ပါ။ general ဆွဲနေရာမှာ ship နဲ့ဆိုနံပါတ်2နဲ့ကိုနှိပ်ပါ။ being star လေးကိုခံပါ။အဲ့မှာအရေးကြီးဆုံးချက်က speed လေးတစ်ချက်ပုံပေးပါ။ speed လေးတစ်ချက်ပုံမှဆရာတို့ကနိုင်တဲ့ဒီလိုချမ်းမယ်နော်။ speed မပုံဘဲနဲ့ဆရာတို့ကသွားထည့်တဲ့အခါမှာဆရာတို့ကအဆင်မပြေပါဘူးနော်။ ဒါဆိုတော့ space လေးပုတ်လိုက်ပါပုတ်ပြီးတော့မှ full column လေးကိုထည့်ပါ okay အဲ့တော့ဒီလိုပုံစံနဲ့ရသွားပြီဆိုလို့ရှိရင်ကျတော့ okay ပေးလိုက်ပါဒါဆိုရင်တော့ name နဲ့နောက်က full column လေးနဲ့ auto ကိုဒီ column width က change ကျဲတလို့ဒီမှာ share သွားမှာပဲဖြစ်ပါလိမ့်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်တန်ရက်စာလေးမှာပြန်လည်ဆုံးနေကြပါမယ်နော်